အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအားလုံးမင်္ဂလာပါ Barcelona တင်းကအခုလက်ရှိမှာသူတို့ Nico William အပြောင်းအရွှေ့ကိုအပြီးတက်လုပ်နေတဲ့အချိန်မှာအခု Axa Director Deco ရော Juan Laporta တို့အားလုံးကသူတို့အသင်းရဲ့ဒါဒီ Grama Frankie တယောက်ကိုတတ်တန်းတိုးမယ် ရောင်းတဲ့ရောင်းထိုက်တဲ့ကစားသမားတွေကိုရောင်းမယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့ကြီးညာတဲ့အချိန်မှာ UN Garcia ရောက်လာတဲ့အချိန်မှာအခုလက်ရှိမှာ Mark Andre Ter Stegen ရဲ့အနာဂတ်ကလုံးဝပျောက်ဆုံးသွားပြီဆိုတော့ Hansi Flick ကလည်းသူ့ကိုမကြိုက်ဘူးလို့ဆိုတဲ့အချိန်မှာ Mark Andre Ter Stegen ကအသင်းကထွက်ရဖို့ရှိနေတဲ့အချိန်မှာ Monaco ကဟိုတနေ့ကပဲ offer ပေးတယ် Monaco ကအခုလက်ရှိမှာ Pogba ကိုသူတို့ခေါ်လိုက်တယ်ဖိုးပါကမူနာကိုကိုရောက်သွားပြီနှစ်နှစ်စာချုပ်နဲ့ရောက်တဲ့ ဘာဆိုနာရဲ့လူငယ်စားမအန်ဆိုဖာတီကလည်းယာတီကုံတီအငှားနဲ့ပြောင်းနေယာတီကုံမှာယူရို၁၇တန်းနဲ့အပိသက်ပြောင်းသွားတယ်ဆိုတော့မိုနာကိုကအဲရီတိုင်ယာကိုခေါ်ပြီးပြီးဖောဖောပါကိုခေါ်ပြီးပြီးအန်ဆိုဖာတီကိုခေါ်ထားတယ်သူတို့မအန်ဒရီတက်စီကန်ကိုကမ်းလန်းတယ်မအန်ဒရီတက်စီကန်ကပယ်ချတယ်မအန်ဒရီတက်စီကန်ကိုတခြားအသင်းတွေကဂါရာဆာရီကမ်းလန်းတယ်သူထပ်ပြီးပယ်ချတယ် သူကရှင်းရှင်းလေး33နှစ်ရှိတဲ့ဂျာမနီနံပါတ်1ကိုသမားကပရီးမီးယားလိဂ်ရဲ့ကချယ်ဆီတို့ယူနိုက်တက်တို့ခေါ်သင့်နေဆိုပြီးကြံကြံပေးခံထားရသူဖြစ်တယ်။သူကအခုဘာဆိုနာကိုနှမျိုးပဲပြောတာ။အခြားအသင်းကိုပြောင်းရွှေ့ဖို့မရှိဘူး။ဘာဆီလိုနာသူ့ကိုထွက်ခွာစေချင်ရင်စာချုပ်ဖြတ်သိမ်းပြီးတော့ကွန်ထရက်ဖြတ်လိုက်ဒါဆိုရင်သူထွက်သွားမယ်။ဒါပေမဲ့အဲ့ကွန်ထရက်ဖြတ်တဲ့အတွက်ကွန်ထရက်ဖြတ်တဲ့စာချုပ်အပြည့်ဝပေးရမယ်။ မာအန်ဒရီချက်စီကန်နဲ့ဘာဆိုနာဂျာကွန်ထရက်က2028တိရှိတယ်။သူကပူပူနွေ့နွေ့လေးပြီးခဲ့တဲ့တစ်နှစ်ကမှစာချုပ်သက်တမ်းထပ်တိုးထားတယ်။တကယ်တမ်းကျတော့လေဘာဆိုနာကဒီဘယ်လိုပြောမလဲဆိုတော့သွေးသစ်လောင်းတာကိုကျွန်တော်လက်ခံလို့ရပြီမယ်။ဒုတရရပြီးတော့မှအသိန်းကောင်းတောင်ဘလိုင်းကန်ထုတ်တဲ့ပုံစံတော့တိတ်သဘောမကျဘူးလေ။သူကနည်းနည်းတော့ဘာဆိုနာကလည်းသူ့ဒုက္ခနဲ့သူပဲပြီးခဲ့တဲ့2029လောက်တည်းက ဟိုဖီလီကူတီညိုတို့လီယိုမက်ဆီအပါဝင်ကစားမောင်းတွေကိုဝယ်ထားတဲ့အကျွေးအကြံတွေလစားတဲ့အားလုံးကိုဘာဆိုနာကဟိုတနေ့ကမှအပြီးချိန်နိုင်တဲ့အကြောင်းကိုဒါရီယာလို ES ကပေါ်ပြထားတယ်ဆိုတော့ဘာဆိုနာရဲ့အခြေအနေကလည်းဒါသူ့မှာလည်းတော်တော်လေးဒုက္ခဒါအခုအဲ့ဘာဆိုနာက report မှာပေါ်ပြတဲ့အရာဆိုရင်ဘာဆိုနာက2020ခုနှစ်တုန်းကကြံရှိနေတဲ့ကျွေးမီပေါ့လေဒါကစားမားတွေကလီယိုမက်ဆီတို့ဖီလီကူတီညိုတို့ ဟိုဟိုဟိုဗာအန်တီတီပေါ့လေဒါနောက်ခံလူဒါဆမ်ဝဲအန်တီတီရှိမယ်ရိုနယ်ကူမန်နီးပြရိုနယ်ကူမန်အပါဝင်ကစားသမားအများစုကိုပေးရမယ်လစာတွေအားလုံးကိုဟိုတနေ့ကမှကြေသွားတယ်တို့တို့မှာလေတို့ဒုက္ခနဲ့တို့ရဲ့ချိန်မှာအခုမအန်တွေ့ချက်စေကံကငါ့ကိုအသိမှဆက်ထားမလားစာချုပ်ဖြတ်မလားစာချုပ်ဖြတ်ရင်သူ့ရဲ့လက်ကျန်၃နှစ် contract တွေသူတောင်းထားတာက52တန်းတောင်းတယ်52တန်းပေးရင်သူထွက်မယ် ဘာဆိုနာကလည်းတိုင်ပတ်နေတာသူတို့ကိုယ်တိုင်သူတို့အခုမှလစာတွေက2020ဟောလစာတော့မှ25မှာကြေးတာအဲ့နေရာမှာဖန်ကီတရားကိုသူတို့တက်တန်းတိုးနေတော့မှအရင်လိုလစာအများကြီးတက်လစာအများကြီးရှော့ယူပြီးတရားကတက်တန်းတိုးမယ်အန်ဒရီယာခရစ်ရှင်စင်ကိုသူတို့ထုတ်ပြီးမယ်ဒီစားမကမထွက်ချင်ဘူးဆိုတော့သူတို့ကိုယ်တိုင်လည်းသူတို့မှတိုင်ပတ်တဲ့အချိန်မှာနီကိုဝီလျံအပြောင်းရွှေ့မှာလေလာလီကာမှာ1 by 1 rule ကိုဘာဆိုနာကကိုက်ညီမှုမရှိဘူးဆိုပြီး athletic club ကလည်းလောက်ချောက် complaint လုပ်နေတယ် ဆိုတော့ဘူလောဆယ်မှာဘာဆိုနာက Spotify Camp Luigi Orchestra မှာသူတို့စပြီးတော့ ready ဖြစ်မယ်အိုက်ဝင်းကြီးပြန်လာရင်တော့တေးကြတယ်ဘာဆိုနာရဲ့ foundation ကအများကြီးတက်ပြီးကျွန်တော်ဥမာ Santiago Bernabeu ကိုကျွန်တော်တွားလေတဲ့အခါမှာအဲ့ Santiago Bernabeu ကိုင်းပတ်လာမှာဘာရှိလဲဆိုရင် club ဒီ club ဒီဘားတွေအကုန်ရှိတယ် Real Madrid ကတော့ဘလောက်ထိ smash ကြလို့ဆိုသူတို့ကိုင်းပတ်လေမှာဘာရှိလဲဆိုတော့ official store ရှိတယ်အဲ့ဘေး official store ရဲ့ဘေးမှာကိုမှာ club ရှိတယ် night club ရှိတယ် night club ရှိတယ် bar ရှိတယ်ဟိုဘက်ချမ်းပါတယ်ဒီ coffee sign တွေ bar တွေတကယ် sign တွေအများကြီးဖွင့်ပေးတာအဲ့ဒါတွေက Real Madrid ရဲ့ပတ်စံပဲဆိုတော့ Barcelona လည်းအဲ့လိုပုံစံမျိုး financial သူတို့ရလိမ့်မယ်။နောက် Spotify Camp လို့က9000ကျော်ကလည်းအခု3000ကျော်တိရှိပဲ။ဆိုတော့ဒါမဲ့လည်းအခုလောလောဆယ်မှာ Mar Andre Tassi Camp နဲ့ပတ်သက်လို့ဆိုရင် Barcelona ကလစာပေးနိုင်ရင်သူထွက်မယ်။ ်စာချုပ်ဖျက်ရင်ထွက်မယ်မဖျက်ဘူးဆိုရင်သူဆက်နေမယ်ဆိုတော့ဘာဆိုနာအတွက်ခေါင်းစားစရာဖြစ်တယ်ဒါပေမဲ့ Manchester United တို့ Chelsea တို့လိုအသိအနေကြတော့ကိုယ်သမားလိုတဲ့ချိန်မှာအမှန်တိုင်းပြောတော့ test ကတော့ခေါ်တဲ့နေကိုယ်သမားပဲဈေးလည်းပါမကြည့်ဘူးဗျာ33နီးရှိပြီမယ်ဒီစားပေါက်ကို2 year contract လောက်နဲ့ခေါ်လိုက်ပြောင်းရွှေ့ခြင်း9တန်း10တန်းတက်မပူဘူးဗျာပြီးတော့တကယ်တမ်းကျတော့ test ကညံ့နေကိုယ်တော့မဟုတ်ဘူးဒါလက်ရှိအနေထားဖြစ်ပြီးတော့ဒါမအန်ဒရီ test ကရဲ့အခြေအနေဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်